ကျော်ရှစ်တခေါဝါဗီဒီယိုမှာဆုတ်ဖားစီအတုံးပြူတဲ့ဂျင်းစိုက်ခင်းနဲ့အတုံးမပြူတဲ့စိုက်ခင်းဆိုပြီးနှစ်ရှမ်းရှင်ပြရတဲ့ဗီဒီယိုမှတ်မိကြမယ်ထင်ပါတယ်အခုကျွန်တော်တို့အခုပေါင်းသက်စီအပြင်လောင်ပြီးမှလိုက်ဖျက်နဲ့ဂျင်းစိုက်ခင်းရတော့ကျွန်တော်တို့ဆုတ်ဖားစီ200 cc နှုန်းနဲ့၅ချိန်မြောက်အတုံးပြူပြီးတဲ့အနေထားတော့ကျွန်တော်ဂျင်းပင်းနေလုံးဝပြန်အသက်ဆက်ခဲ့ပြီဗျာ တော့အပင်တွေပြန်ပိတ်သွားပြီကျွန်တော်၅ချိန်6ချိန်လောက်တော့အသုံးပြုခဲ့ရဗျ 200cc နှုန်းနဲ့တော့ဘလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့ပေါင်းသက်ဆေးကိုမှတော်တော်ပြင်းနေဗျသူအပင်ဒီလိုအရွယ်မှဖြန်းပစ်လိုက်တော့ကျွန်တော်တို့သူရဲ့ဂျင်းပင်ရဲ့ဇီဝကံမှာဖြစ်စဉ်ပြတ်သွားပြီးတော့အပင်တွေကဆေးလောင်မှုတန်တဲ့လုံးဝညှိုးကြွားတဲ့အချိန်မှာဗျကျွန်တော်စုတ်ခွားဆေးကို 200 cc နှုံးနဲ့အသုံးပြုခဲ့ပြီးတဲ့ဂျင်းဆိုင်ခင်းမှာကျွန်တော်တို့၅ချိန်လောက်တော့ဖြန်းလိုက်ရယ်ဗျအခုလုံးဝရက်လက်လေးကတော့အမခမ်းပါပဲဗျာသူပင်ပွားတွေနဲ့ဂျင်းပင်ပြန်လဲအလုတ်လုတ်ပြီးအသက်ဆက်သွားပြီပဲဖြစ်ပါတယ်โอเค